ဘာလို့ပို့ထားအဲ့နိုင်ငံတိုင်းဝင်ကြီးနဲ့အဲ့ညုံမှုညုံချုပ်တွေအကုန်လုံးအဲ့ရရှိတွေအကုန်လုံးကျွန်တော်ဘာအတွက်ထားတာလဲအဲ့ဝင်ကြီးဌာနအကုန်လုံးအကုန်လုံးတိုင်းပြည်အတွက်ကနှုတ်နယ်အောင် defend မလုပ်ပေးဘူးဆိုရင်ခင်ဗျားတို့နှုတ်နယ်အောင် defend လုပ်ပေးဖို့ဆန္ဒမရှိဘူးဆိုရင်နေလားငါချာချာဆိုခင်ဗျားတို့အရင်ပြေးကြမယ်ကောင်းလားကျွန်တော်တို့အိန္ဒိယနိုင်ငံကိုပတ်စံနဲ့ထိုင်ပြောနေလို့မရဘူးလက်တွေ့အရာအဲ့လိုမျိုးထုတ်ကြိုက်နိုင်မှာဆိုချက်ချင်းကျွန်တော်တို့ကိုငါပြီးလက်ကျွန်တော်တို့လက်ကိုကျွန်တော်ကလမ်းဆိုမယုံရင် PDF တွေနေပြီးတော့မှရုံးမဖြစ်နိုင်ဘူးနိုင်ငံကလည်းမဘာလို့ PDF တွေချက်ချင်းရောက်လာအိန္ဒိယပြေးလာမှာအာဆီယံအဲ့ဒါအဖြစ် ဟိုင်းချရမီဝပီတိုညိုကိုမော်ရမမများအားလုံးမင်္ဂလာပါ News Beat Channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်အပရလ29ရက်နေ့ရဲ့ချိုးရညပိုင်းဗီဒီယိုတင်ဆက်မှုတွေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့တလန်တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကြောင်းတဲ့သူစာဆုံးချစ်စုပေးကြဖို့မျှဝေပြီးသူအလုံးဖိတ်ခေါ်လိုက်ပါရစေကျွန်တော်အယုံအဆုံးအနေနဲ့ခါတိုင်းလိုပဲသတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပိုးအနေနဲ့ကတော့စကိုင်းတိုင်းကလေးမျိုးနယ်ကျန်းသာရွာကိုထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့လို့စစ်သား28ဦးသေဆုံးပြီးတော့မှ MI35 ရဲ့ယင်တစည်းကိုထိမှောင်ပြစ်ခတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အလောင်းခုနှစ်လောင်းနဲ့လက်နက်ဆက်တလက်တင်းဆက်ရရှိခဲ့တဲ့တေဆုံးတာစုစုပေါင်းရဲ့18ဦးရှိပါတယ်။ MI35 စစ်ရဲယင်ကိုလည်းထိမှောင်ပြစ်ခတ်နိုင်ခဲ့ပြီးတော့မှမြို့ခိုးဦးထွေပြီးတော့မှဟန်တဝရီရွာဘက်ကိုဆင်းသွားတဲ့အခုထိတက်မလာနိုင်သေးဘူး။အဲ့ဒီနေ့ကမနေ့အစောကြီးစခပြူဝင်ရပေါင်း၂00လောင်းနဲ့မြပြင်းလက်နက်ကြီးပြစ်ကိုယူပြီးတော့မှကျန်တာရွာဘက်ကိုတက်လာတာ။ MI35 နဲ့မပြက်ခင် Jet Fighter White Tail လေးတွေနဲ့အရင်ဘုံကျတဲ့120မမလက်နဲ့ကြီးနဲ့ကအလုံး20ကျော်ထုတယ်ဆိုပြီးတော့ ော်လိုင်းရဲ့တရေမြစ်ကနေပြမပြောဆိုထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်တော်လိုင်းရဆိုတွေကနေပြမကျန်တာရောက်ကိုဒီလိုမျိုးအင်အားနေရာကြော်နေပါတုံးပြီးတော့မှစစ်ကြောင်းထွက်လာတဲ့စစ်ခွေးပြူတတိုက်ကိုအခုဆိုမြေလန်ရှင်းပြနိုင်ခဲ့တာပြမအဲ့ဒီကြားထဲမှာကျွန်တော်ကလည်းပြတော့မှစစ်ကောင်စီရဲ့ပဇင်းကိုလည်းမအောင် ပြစ်ခတ်နိုင်ခဲ့တယ်လို့တရင်ကောင်ကြားသိရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ပကူတန်းရဲ့တွင်မှာအေကနေပြတော့မှထိုးဆက်စင်ဝင်ရောက်နေတဲ့အချိန်မှာပဲပြီးသူကောက်ဝေးတပ်တွေနဲ့ချိန်ဆက်ပူပေါင်းဆဲမှုတွေရှိနေတယ်ဆိုတဲ့တရင်ကောင်လည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ရခိုင်အေအတပ်တွေနဲ့ချိတ်ဆက်မှုရှိပါတယ်အခုလက်ရှိလည်းပူပေါင်းဆွေးနွေးတာမျိုးတွေရှိပါတယ်ပရောင်မျိုးမှာဆိုရင်စစ်ကောင်စီကကပါစာထုတ်လို့ရတဲ့အတွေကအများဆုံးသိရှိတဲ့နေရာပေါ့ခမရအဲ့ဒီနေရာတွေမှာတော့ရှေ့ဆက်ပြီးတော့မှဆေးပြင်းထန်နေပါတယ်ခမရဘယ်လောက်ထိဆေးဖြစ်လာမလဲဆိုတာတော့ကျွန်တော်တို့ကြိုတင်ပြီးတော့မှမသိရသေးပါဘူးဆိုပြီးတော့မှပြည်ခရိုင်ပြည်သူ့ကော်မတီတမတော်3600ရက်တည်တရင်စစ်ထောက်လိုင်းရင်းနဲ့တရင်ပြန်ကြိုက်တာဝန်ခံရဲဘော်ရှဲဒိုကနေပြီးတော့မှရှင်းပြထားတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးစစ်ကောင်စီကကပါစာဆလင်တဲ့အင်အားထုတ်စေရုံတွေကိုအသိပေးနိုင်ဖို့ 調査နေတဲ့အချိန်မှာ AA နဲ့ PDF 1တဖို့နဲ့ပြီးတော့မဟန်ချင်းကြီးနဲ့ပဲဒီလိုမျိုးထိုးစစ်ဆင်တက်ခတ်မှုတွေလှုပ်ဆောင်နေတာကိုလည်းတွေ့ရပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့လို့လည်းကျွန်တော်ခုဆိုရင်ဒီ AA ရဲ့တင်းတန်းစစ်စင်ရဲ့အောင်မြင်မှုတွေရရှိနေတာပြမအရာတွေတိုင်းထဲမှာဆိုလဲခုတလောတိုက်ပွဲတွေခက်စစိတ်ကြားနေရတာပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာခါတော့အခုဆိုရင်ကျွန်တော်ဘင်္ဂလားဒေ့ရှ်အစိုးရကနေပြတော့မှာ သူတို့အနေနဲ့ဒီ NASA စီးမြင်းတလျှောက် A ကနေပြပထိန်းချုပ်ထားလိုက်ပြီးမို့လို့ A နဲ့တာနောက်ပိုင်းမှာဆွေးနွေးညှိနှိုင်းမှုတွေလှုပ်ဆောင်တော့မယ်ဆိုပြမပြောကြလာလို့ပါနော်အဲ့ဒီကျွန်တော်နဲ့ပတ်သက်ပြီးတော့မာကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချစ်လိုက်ရအောင်နော်ကျွန်တော်တို့အိမ်ဒီနန်းနိုင်ငံတွေကိုကျွန်တော်ပါစက်နဲ့ထိုင်ပြောနေလို့မရဘူးလက်တွေ့အရာအဲ့လိုမျိုးထုတ်ကြိုင်နိုင်မယ်ဆိုရင်ချက်ချင်းကျွန်တော်တို့ကိုလာပြီးလက်ကျွန်တော်တို့လက်ကိုတို့ကလမ်းဆွဲမှာမယုံရင် PDF တွေနေပြီးတော့မှရုံးမဖွင့်နိုင်ဘူးနိုင်ငံတကာကဘာလုပ်လဲ PDF တွေချက်ချင်းရောက်လာအယူဆုံးပြေးလာမှာအာဆီယံအဲ့ဒါအဖြစ်ပဲ ဲ့တော့ကျွန်တော်တို့ကအခုဘင်္ဂလားဒေ့ရဲ့နယ်စပ်ထောက်ထောက်ကိုရခိုင်တပ်တော်အေရထိတ်ချုပ်ထားတာဖြစ်တဲ့အတွက်ဘလောက်ပဲဘင်္ဂလားဒေ့အစိုးရကအချောင်ရမဲ့မင်းအောင်နိုင်တို့နဲ့ပေါင်းချင်ပေမဲ့လေမင်းအောင်နိုင်တို့မှာဘာမှစောက်စိတ်မရှိဘူးဆိုတော့တင်ညာလိုက်တဲ့တပေါ်ပဲလားတော့မဖြစ်မဖြစ်မနေအေယူသူလက်ခံရတော့လက်မခံလို့မရဘူးအဲ့ဒါဘာဖြစ်လို့လဲကျွန်တော်တိုက်ပွဲတိုင်းဟာတဲ့စပွဲဝိုင်းပေါ်မှာအဆုံးတက်ကြတယ်နိုင်ငံသမားတွေအများစုပြောတဲ့စကားဟုတ်တယ်မှန်တယ်ဒါပေမဲ့အဲ့ဒါလိုအဆုံးတက်တဲ့နေရာမှာဘယ်လိုပုံစံအထိုင်ရလဲဘယ်လိုပုံစံစကားပြောမရလဲဘယ်လိုပုံစံအဆုံးတက်ကြလဲ အဲ့ဒါကိုလည်းဆက်ပြောဖို့လိုပါတယ်နော်အဲ့ဒါခါနဲ့အခုဒီကိုကိုကြီးတို့ဘာလို့ဆိုပြောတာရှိပါလဲအဲဒီတိုက်ပွဲတွေဟာနောက်နောက်တိုက်ပွဲတွေဟာနောက်ဆုံးဆုံးတက်ကတော့စပွဲဝိုင်းမယ်ဒါကြောင့်မလို့စပွဲဝိုင်းမှာတွစ်ဆုံမှုကိုအဲတွစ်ဆုံမှုတွန်းအားပေးတော့ဘောင်းကြောင့်လူကြောက်အောင်ပြောကြတယ်မှတ်နေစပွဲဝိုင်းပေါ်မှာတွစ်ဆုံကြရတယ်ဒါပေမဲ့အဲ့ဒီစပွဲဝိုင်းပေါ်မှာတွစ်ဖို့အတွက်မင်းထိုင်တဲ့ခုံမှာဘာခုံလဲမင်းနဲ့ဆွေးတွေးမဲ့လူထိုင်တဲ့ခုံမှာဘာခုံလဲမင်းကဘယ်နေရာကစကားပြောခွင့်ရမှာလဲမင်းနဲ့ဆွေးတွေးမဲ့လူကဘယ်နေရာကစကားပြောမှာလဲအဲ့ဒါတွေပါထည့်ပြောရမယ် ဲ့ဒါကြီးထဲမှာပြောမယ်နဲ့ဇပွဲဝဲလို့မှအဆုံးသက်လည်းလုပ်လို့နာမှာအကုန်အဆုံးသက်မှာလုပ်လို့မရဘူးအခုချိန်ဇပွဲဝဲမှာအဆုံးသက်ဆိုရင်စစ်ကောင်စီကသူစစ်ရှုံးနေတဲ့အသားနဲ့ဘာလုပ်မလဲအထက်ကြီးရဲ့မြို့မှာခမားတို့နဲ့မြင့်တဲ့ထိုင်ပေါ်မှာထိုင်ပြီးတော့စောက်လူဘာဝတဲ့စကားကိုပြောလူထိုးခိုင်းတဲ့လက်မှောက်ကများလို့ထိုးအောင်အဲ့တော့စစ်ပွဲတိုင်းကဇပွဲဝဲပေါ်မှာအဆုံးသက်တာမှန်ပေမဲ့အဲ့ဒီဇပွဲဝဲပေါ်မှာကိုထိုင်ပုံကိုရွေးဖို့အတွက်စစ်ပွဲမှာတော့အင်အားအသာရရတာကိုလိုအပ်တယ်ဒါမှမဟုတ်ရခိုင်တပ်တော်အေးရတာဒီနေ့လုပ်ပြတာလား เนาะဘင်္ဂလားဒေ့ရဲ့ဒေသတောက်လျှောက်ပေါ်လာရခိုင်တပ်တော်အေရမထိမ့်ထုတ်မလွှမ်းမိုးထားနိုင်ရင်ဘင်္ဂလားဒေ့ရဲ့ဒီလိုအတန်ဖွက်လာစရာအကြောင်းရှိထို့နည်းတူပဲကျွန်တော်တို့တောင်ပိုင်းတိုင်းရဲ့အဖွဲ့တွေကျွန်တော်တို့စီးလုံးကြပါညီညွတ်ကြပါပြောတာထိုင်းနယ်စပ်တောက်လျှောက်အားလုံးเนาะဘယ်အဖွဲ့ပဲဖြစ်ဖြစ် KNU တမဟာလေးပဲဖြစ်ဖြစ်เนาะ KDLA ကိုတူလေးအားမျိုးပဲဖြစ်ဖြစ်ဒီဒီ PDF เนาะ MG အောက်က PDF တိုင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်အလုတ်เนาะ local တွေတဝက်မှာရှိတဲ့เนาะဒီတနင်္လာနေ့တိုင်းမှာရှိတဲ့အခြားအဖွဲ့တွေပဲဖြစ်ဖြစ်ဘယ်အဖွဲ့ပဲဖြစ်ဖြစ်ပေါင်းစည်းပေးထားပါ ဒါလည်းဟုတ်တယ်နော်ဒီမှာကိုစီပြောထားသလိုပဲကျွန်တော်ညဆက်စီမင်းတခြားကိုတော်လိုင်းရာစုတွေကနေပြီးတော့ထိန်းချုပ်နိုင်မယ်ဆိုတော့ဒီဖြစ်လာတဲ့အကျိုးဆက်တွေကတော့အခုဆိုရင်ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့အေကိုအထူးအလေးထားပြီးတော့မှနောက်ပိုင်းမှာဒီနိုင်ငံရေးရာစုနေညီနိုင်မှုတွေလွတ်ဆောင်မယ်ဆိုတဲ့တဖွဲ့မျိုးလဲကျွန်တော်တို့တွဲတာမို့လို့ကျွန်တော်ဒီတောင်ပိုင်းတိုင်းမှာဆိုတော့ပေါ့နော်ဒီတော်လိုင်းပွန်တဖွဲ့တွေကနေပြီးတော့မှထိုင်းတဲ့ညဆက်စီမင်းတခြားကိုထိန်းချုပ်ဖို့လုံနေပြီဆိုတော့လဲကျွန်တော်တွဲတာဖြစ်တယ်နိုင်ငံတကာကနေပြီးတော့မှလဲကျွန်တော် ဒီတော်လိုင်းမှာတော်လိုင်းတဖို့ဝင်တွေရဲ့ဖူးပေါင်းဆွမ်းနိုင်မှုတွေပြီးတော့မှသူတို့ဒီဆက်အသားစီးရမှုတွေကိုအလေးထားပြီးတော့မှသူတို့နဲ့ပဲပြန်ပြီးတော့မှဒီဆွေးနွေးညီနိုင်မှုတွေလှုပ်ဆောင်တော့မယ်ဆိုတဲ့သဘောမျိုးလည်းကျွန်တော်ဟုတ်ဆိုရင်အေကိုကြည့်မယ်ဆိုတော့တရကာရရှိထားတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ကတော့ဦးသိမ်းမြတ်နေပြီးတော့မှတရုတ်နိုင်ငံရဲ့ဒီ2020ခုစစ်စေရင်နဲ့ကျွန်တော်တို့မြပွိုင်းညီနောင်ဖွဲ့တွေပေါ်မှာဘယ်လိုမျိုးတရုတ်မှုတွေရှိခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှသုံးသပ်ပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်အဲ့ဒါလေးဆက်ပြီးတော့မှကြည့်လဲရအောင်နော်တရုတ်ဟာဗိုလ်ချုပ်မင်းအောင်လှိုင်ကိုအထင်သေးတယ်လို့ မြောက်ပိုင်းညင်အောင်သုံးပုံကိုလည်း short တွက်ခဲ့ပါတယ်တစ်တုံညာနှစ်ခုဆစ်စင်ရေကိုမိစိမ့်ပြလိုက်စင်တော့ကဒီလောက်အထိခီးပေါက်လိုက်မယ်လို့သူကမျှော်လင့်ထားပါဦးမရပါဘူးဒီလောက်အထိခီးပေါက်သွားတာကိုမြင်လိုက်ချိန်မှာတော့သူလက်လွန်သွားပြီလို့တွေးပုံရပါတယ်အဲ့ဒီချိန်မှာစစ်ကောင်စီကတရုတ်ပြည်ကိုလူလွတ်ပြီးတော့မြောက်ပိုင်းညင်အောင်သုံးပုံနဲ့ဆွေးနွေးညှိနှိုင်းပေးဖို့တွားတောင်းမှန်ပါတယ်တရုတ်အတွက်သူ့ရဲ့ရည်မှန်းချက်နှစ်ခုစလုံး အောင်မြင်တော့ဖြစ်သွားပါပြီပထမရည်မှန်ချက်ဖြစ်တဲ့ကြားဖြတ်ကိုလည်းတော်တော်နှိမ်နှင်းလိုက်နိုင်ပြီးဒုတိယရည်မှန်ချက်ဖြစ်တဲ့စစ်ကောင်စီကိုယဉ်ကျေးလိမ့်မအောင်တင်တန်းပေးတာလည်းအောင်မြင်သွားပြီအခုဆိုရင်စစ်ကောင်စီဟာလိမ့်လိမ့်မမာနဲ့အောက်ကျလာပါပြီအဲ့ဒါကြောင့်သူ့လူတွေကိုသူပြန် break out ရတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါကြောင့် hiking study body ဟာတရုတ်ရဲ့ကောင်းချီးပေးမှုနဲ့ပေါ်ပေါက်လာပါတယ်တရုတ်ရဲ့ blessing နဲ့ပေါ်ပေါက်လာပါတယ်ဒီနေရာမှာတစ်ချက်ရပြီးတော့ကျွန်တော်တို့စဉ်းစားသုံးသပ်ကြည့်ရအောင်ပါတရုတ်ဟာဘာကြောင့်မြောက်ပိုင်းညီနောင်သုံးပေါ်ရဲ့တော်လိုင်းရဲ့ကိုအဆုံးထိအမပေးရတာပါလဲ အစုတ်ထိအားပေးလိုက်ရင်သူ့အတွက်ပိုမကောင်းနိုင်ဘူးလားတကယ်တော့ပိုကောင်းနိုင်ပါလေမြောက်ပိုင်းညီနောင်သုံးပေါ်ရဲ့တော်လရဲ့ကိုအစုတ်ထိအားပေးလိုက်ရင်ဆက်အာနာရှင်စနစ်ပြုတ်ကျသွားနိုင်တယ်ဆက်အာနာရှင်စနစ်ပြုတ်ကျသွားရင်မြန်မာပြည်သူတွေရဲ့ဘဝဟာအများကြီးတိုးတက်ကောင်းမွန်သွားမယ်အဲ့လိုတိုးတက်သွားရင်အထူးသဖြင့်နောက်ထပ်ကောင်းလာနိုင်တာတခုကတရုတ်မြန်မာဆက်ဆံရေးပါ68ခုနှစ်နောက်ပိုင်းကနေပြီးတော့ဒီနေ့အထိကာလတစ်လျှောက်လုံးမှာတရုတ်ဟာဆက်အာနာရှင်ကိုအားပေးခဲ့ပါတယ်ကုလသမဂ္ဂမှာဆက်အာနာရှင်ကိုအရေးယူဖို့ဆုတ်ဖြတ်ချက်တင်တဲ့အခါတိုင်းမှာတရုတ်ကအမြဲတမ်းကြံ့ကြွက်ခဲ့ပါတယ်အဲဒါကြောင့် တရုတ်ကိုမြန်မာပြည်သူတွေကတော်တော်ကိုမျက်မှောက်ကျိုးနေခဲ့ပါတယ်မြန်မာနိုင်ငံရေးဟာလက်ဝဲအတွေးခေါ်အားကောင်းတဲ့နိုင်ငံရေးပါလွတ်လပ်ရေးမြေကနေပြီးတော့1988မတိုင်ခင်အထိကာလတစ်လျှောက်ပြည်သူအများကြားမှာအမေရိကန်စစ်ကြေးရေးရေပန်းစားခဲ့ပါတယ်မိုးဝေကြပြခေတ်တစ်ခေတ်လုံးမှာဆိုလို့ရှိရင်အမေရိကန်နယ်ကျစစ်ကြေးရေးတို့ဗီယက်နမ်ထောက်ခံရေးတို့ဥက္ကဋ္ဌကြီးမော်စီတုံးကိုလေးစားထောက်ခံတာတို့ဆိုတာတွေဟာကြပြားတွေစားတွေစောင်းမတွေထဲမှာတမိုးလုံးဖျောက်ဆိတ်ဖြစ်ခဲ့ကြတာပါဒါပေမဲ့88နောက်ပိုင်းမှာအမေရိကန်ဂျီတိန်တို့က ကုလသမဂ္ဂမှာဆက်အာဏာရှင်ကိုအရေးယူဖို့တောက်လျှောက်အစိုးတင်ပြီးတော့တရုတ်ကဆက်အာဏာရှင်ကိုတောက်လျှောက်အကာအကွယ်ပေးလာတော့ပြည်သူတွေရဲ့နိုင်ငံရေးချင်းခွင်ရှာဟာပြောင်းလဲသွားပါတယ်တရုတ်ကိုပြည်သူအများကမုန်းတိပြီးတော့အမေရိကန်ကိုထောက်ခံလိုလားသူတွေအများပြားဖြစ်လာပါတယ်ဒါဟာတရုတ်ရဲ့ရည်တည်ချက်အမှားကြောင့်ဖြစ်တာပါတကယ်လို့သာမြောက်ပိုင်းညောင်သုံးဘော်ရဲ့တော်လှန်ရေးကိုအဆုံးထိအားပေးခဲ့မယ်ဆိုရင်တရုတ်အပေါ်အစိုးမြင်နေတဲ့အမြင်ဟာပြောင်းလဲသွားနိုင်ပါတယ်တရုတ်ရဲ့ကူညီမှုကြောင့်မြောက်ပိုင်းညောင်ကတော်လှန်ရေးကိုဥဆောင်အောင်ပွဲဆင်နိုင်မယ်ဆိုရင်တရုတ်ကိုမြန်မာပြည်သူတွေကကျေးဇူးတင်ပါပါ ဦးသိမ်းမြပြောထားသလိုပဲတရုတ်နိုင်ငံနဲ့မြန်မာပြည်တက်ထောင်၂၀ခုစစ်စင်နဲ့ပတ်သက်ပြီးတော့မှမြို့ပိုင်ညီနောင်အဖွဲ့ကိုပရမောက်ဆုနေတဲ့သူတို့ခွင့်ပြုပေးတာပရမောက်နော်ဒီလိုမျိုးစစ်ပွဲတွေကျွန်တော်တို့ဘက်ကနေမြန်မာအောင်ပွဲအကြီးကျယ်ရရှိနေတဲ့အချိန်မှာသူတို့ကနေမြန်မာခုဆိုရင် နေကျွန်တော်တို့ရဲ့တိုက်ပွဲရှင်ကိုရက်တန်းလိုက်တာပထမ MNDA ဆိုလဲလာရှိုးမျိုးကနေဆုတ်ခွာလိုက်ရတာပဲဖြစ်တယ်နောက်တစ်ခုကကြတော့ TNL ကိုလည်းသူကနေပြမခုဆိုနေချုပ်ဖို့စူးစမ်းနေတော့မှာဖြစ်ပြတော့မှာတစ်ဖက်မှာ AA နဲ့ပေါ့နော်ဘလူးမျိုးတွေဖြစ်လာမလဲဆိုတော့ကျွန်တော်စောင့်ချက်မှာဖြစ်တယ်ဒါပေမဲ့တေယုတ်ဘက်ကနေပြမဒီလိုမျိုးကျွန်တော်ပီတူတွေရဲ့မြုံမုံချိုးချင်းကိုခိုင်းအောင်အရင်ကတည်းကသူတို့ရဲ့လိုရတွေကတတိခါနေတာဆိုတာကိုလည်းကျွန်တော်တွေ့တာပြမစစ်ကောင်စီကိုအခုချိန်ထိပေါ့နော်ပေါ်တင်ထောက်ခါနေတာပဲဖြစ်ပါတယ်မြောက်လိုင်းနေတဲ့ကတော့သူတို့ ဒီလက်ရှိအာဏာတည်မြဲနိုင်ဖို့အတွက်တရုတ်ကိုနှမျိုးစုံကနေပြီးတော့မှဒီပူဇော်ပတ်သားတာတွေလှုပ်ဆောင်နေတော့မှဖြစ်ပြီးတော့မှကျတို့တလိုင်းရဆုတဲ့အနေနဲ့2025ခုနှစ်ထဲမှာစစ်ကောင်စီနဲ့ဒီပြည်ပနိုင်ငံတွေရဲ့ဩဇာအာဏာတရုတ်မှုကိုဖျက်ချမယ်ဆိုပြီးတော့မှထွေးကြော်ထားတာတွေလည်းရှိတာဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ညောင်လေးပင်ချင်းလင်းတက်ကအမျိုးသားတွေနဲ့ဒန်းသူအလုံးလုံးနေရတယ်ဆိုပြီးမှသတင်းတွေထွက်နေတဲ့ပါနော်ဒီရဲမေတွေကြောင့်တင်ဆက်ထားတဲ့သတင်းလေးကျွန်တော်စစ်ပြေမှာကြည့်လိုက်ရအောင်နော် ဒီခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တက်မတော်တဲ့ကစကားကြအစီအစဉ်အနေနဲ့ခလာရငါးကရဲမေတွေရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျမတို့ဟာပဲခူးတိုင်းဒေသကြီးညောင်လေးပင်အခြေဆိုင်အမှန်ငါချီလင်းတက်ကမိခိုသူရဲမေများဖြစ်ပါတယ်။ကျမတို့ခန်းစားချက်တွေကိုအထက်ကသိစေဖို့တင်ဆက်ပေးပါရှင်။ကျမတို့တိုင်ရင်မှာရဲမေတွေဟာစစ်သားယောက်ျားသားကြီးတွေနဲ့တန်းတူအလုပ်လုပ်နေကြပါတယ်။နေကိဘတ်ကြတော့တက်သားရလှပကြီးခိုင်းပါတယ်။ညဘတ်ကြပြန်တော့တရင်ထုလို့ဆိုပြီးတက်ပတ်လေလုံချုံရေးကင်းဆောင်ရပါတယ်။ ီလိုအခြေအနေကြီးထဲမှာစမ်းမရေးမကောင်းလဲတရင်ကတာဝန်ရှိသူတွေကအနာမပေးကြပါဘူးတရင်စည်းကမ်းကိုသွားပြတော့လဲစီးဖို့ကြီးကကောင်းမတွေမရှိတဲ့ယောဂါရှာလာတယ်လို့ရန်ရန်ဆိုင်ဆိုင်ပြောဆိုပါတယ်ဒါကြောင့်ကျမတို့မှာနေမကောင်းဖြစ်လာရင်အပြင်ကစည်းကမ်းကိုပဲသွားပြနေရပါတယ်တပတ်ကတာတရင်တွေမှာလဲကျမတို့လိုပဲလို့သိရပါတယ်တောင်ကိုမဆရာတုံးကတရင်အတွက်ထုတ်ပေးတဲ့စည်းတွေကိုလည်းအပြင်မှာပြန်ရောင်းစားနေကြပါတယ်ခြေလမ်းစခန်းတွေအတွက်လည်းစည်းတွေမပို့နိုင်ပါဘူး ဒါလေးကိုအထက်ကသိအောင်ပြောပြပေးပါလို့ကျမတို့အနေနဲ့တောင်းဆိုပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတပ်မတော်သားတွေနဲ့တပ်မိသားစုဝင်ရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တပ်မတော်သားအရာရှိစစ်တီတွေအင်တာနက်ရေးမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်း message box ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ကဲဒီမှာကျတို့ကြားတဲ့အတိုင်းပဲပေါ့နော်။ညိုလေးပင်ချီလင်တက်ကရေးမိတွေရာဆိုရင်တော့သူတို့ရဲ့ဒီယောက်ျားတွေပြတော့မှာ စစ်သားကြီးတွေနဲ့အတန်းတူညီမျှလှုပ်လှုပ်နေရတာပြမအထက်ရာရှိတွေကနေပြမကြုံကြိုက်သလိုစူးငေါမှုတွေလည်းလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောထားတာဖြစ်ပါတယ်။မကြာခင်မှာတော့ကျွန်တော်ဘက်ကကိုအလင်းဝင်ပြမပေါ့နော်။ဒီမှာတယောက်တရှိဖို့မျှော်လင့်ပါတယ်ဒါမှမဟုတ်ဘုဆန္ဒလိုမျိုးစစ်ကောင်စီရာရှိတွေနဲ့သူတို့ရဲ့လက်အောက်ငယ်သားတွေချင်းချင်းကြားမှာတွေးခွဲမှုတွေပြတော့မှဒီအထက်အောက်ပေါ့နော် ဖွဲ့ချဆက်ဆံခါရမျိုးတွေလည်းဒီတဲ့ပုံပြင်မှာကြုံလာရနိုင်တဲ့ဆိုတော့လည်းသူတို့ကိုယ်တိုင်သိရှိလောက်မှာမို့လို့ကျွန်တော်ဘက်ကအလိမ်များဆုံးပူပေါင်းကြပါစို့လို့ကျွန်တော်ဒီနေ့ကတင်ထပ်ပြတော့မှာအတိပေးဖိတ်ခေါ်လိုပါတယ်။ကြည့်ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဘောမကြော်မင်းမရနေပြီတော့မှမင်္ဂလာဒေ့ရှ်နိုင်ငံအချမ်းပေးပို့ကနေပြီတော့မှ AA နဲ့နောက်ပိုင်းမှာဒီဆက်ဆံမှုတွေဒီတဲ့ပုံပြမှာတိုးမြင့်သွားမယ်ဆိုပြမှာပြောဆိုလာတဲ့ပုံမှာဘယ်လိုမျိုးအားချောင်ပေါ်ကွဲပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။မင်္ဂလာဒေ့ရှ်ကဒီလိုမျိုးစကားတွေကို တရားလက်လွတ်တွေတန်တမာကျင့်ဝတ်တွေကြော်တယ်နိုင်ငံတကာနိုင်ငံတကာတန်ရက်ထားတဲ့စီးပင်းစည်းကမ်းတွေကြော်ပြီးတော့ဗဇက်ကနေပေါက်လွတ်ပဲစားတွေပြောနေတာကိုမြန်မာအစိုးရအာဏာပိုင်တွေကဘာမှမပြောနိုင်ဘူးနိုင်ငံရေးဝန်ကြီးဌာနတုံ့ပြန်တာလည်းမတွေ့ရအောင်တုံ့ပြန်ထားကြောင်းလည်းမထုတ်ပြန်နိုင်ဘူးကျွန်တော်စဉ်းစားလို့မရတာကမြန်မာနိုင်ငံကနိုင်ငံရေးဝန်ကြီးဌာနကဘာအတွက်ဖွဲ့စည်းထားတာလဲအဲ့နိုင်ငံရေးဝန်ကြီးဌာနတကားအလကားနိုင်ငံတော်ကကျွန်တော်တို့နိုင်ငံကျွန်တော်တို့နိုင်ငံသားတွေရဲ့နိုင်ငံပိုင်ငွေတွေကိုပတ်စံပုတ်ပေးပြီးတော့အဲ့ဒီကောင်တွေဘာလို့မထားရလဲကျွန်တော် ဘာလို့ပို့ထားတာအဲ့နိုင်ငံတိုင်းဝင်ကြီးနဲ့အဲ့ညုံမှုညုံချုပ်တဲ့အကုန်လုံးအဲ့ရရှိတဲ့အကုန်လုံးကျွန်တော်ဘာအတွက်ထားတာလဲအဲ့ဝင်ကြီးထဏာအကုန်လုံးခလုံးတိုင်းပြည်အတွက်ကနှုတ်နယ်အောင် defend မလုပ်ပေးဘူးဆိုရင်ခင်ဗျားတို့နှုတ်နယ်အောင် defend လုပ်ပေးဖို့ဆန္ဒမရှိဘူးဆိုရင်နေလန်းငါချာချိုက်ခင်ဗျားတို့အရင်ပြေးကြမယ်ကောင်းလေလားစဉ်းစားစမ်းကျွန်တော်ရှက်တတ်ကြဖို့ပြောတာအဲ့နိုင်ငံတိုင်းဝင်ကြီးထဏာဖော်လို့ပြောတာရှက်တတ်ကြဖို့ပြောတာနှုတ်နယ်အောင်ခင်ဗျားတို့ကအကောင့်တာမလုပ်နိုင်ဘူးဆိုရင်ခင်ဗျားဘာနဲ့လုပ်ကြမလဲတကယ်တော့နေလန်းငါချာချိုက်ဆိုခင်ဗျားတို့ပြေးပါလားနည်းနည်းလို့ခင်ဗျားတို့ရဲ့တိုင်းပြည်ချစ်စိတ်လေးရရှက်ဖို့တော့ကောင်းနေပြီနည်းနည်းတော့ရှက်ရှက်တတ်တဲ့စိတ်လေးရှိတတ်ဖို့လိုတယ် ်ရှက်တဲ့တဲ့စိတ်ရှိဖို့လိုတယ်ခင်ဗျားတို့မှာရှက်ကြောလေးတွေပြတ်နေကြလားကျွန်တော်မသိဘူးအဲ့နိုင်ငံရိုက်ပြီးချင်တာတစ်ဖွဲ့လို့နောက်နိုင်ငံနာဆာကနိုင်ငံတော်ကြီးကလေးခင်ဗျားတို့မှာရှက်တဲ့တဲ့စိတ်ကိုရှိကြရလားဒီလောက်ဒီလောက်တို့နင်းကန်ပြီးတော့ကြီးတဲ့တဲ့တွေပြောနေတယ်ကိုနှမလေးကိုအေရကိုအမေအဖေနှမတွေကိုကြီးတဲ့တဲ့ပြောလာနေပြီဒါတွေကိုကျွန်တော်တို့ကငြင်းခံနေကြတယ်ဘာကွဲဦးရခိုင်ပြည်နယ်မို့လို့ဖြစ်ထားလိုက်ရတယ်ထားလိုက်အေအေနဲ့ရှင်းမသိဘူးခင်ဗျာအေအေနဲ့ရှင်းတာကပထမကိုနောက်ဆုံးရှင်းရမှာကျွန်တော်တို့နိုင်ငံတော်ကပဲရှင်းရမှာနိုင်ငံတော်ကပဲရှင်းရမှာနိုင်ငံတော်ကမရှင်းမနေဘယ်လိုလုပ်လဲဘယ်သူရှင်းအေးရှင်းနိုင်မှာတော်လားအေးလည်းမရှင်းနိုင်ဘူးမျိုးပြုံမှာရခိုင်နေ ဆက်သွားကြည့်ရခိုင်မျိုးပြုတ်သွားလိမ့်မယ်အဲ့ဘင်္ဂလားဒေ့ရှ်ရခိုင်မျိုးပြုတ်လိမ့်မယ်တတိယလှုပ်ပေးထားကြည့်ရခိုင်မျိုးကိုပြုတ်ပါမပြုတ်တော့မှပဲပြမမနေရခိုင်တွေပဲကျန်ခဲ့ပြီရခိုင်ပြည်နယ်ရခိုင်တွေမျိုးပြုတ်ပါအဲ့ဒါဘင်္ဂလားဒေ့ရှ်ရဲ့အကြံစီနဲ့နိုင်ငံတကာအထောက်ပိုင်းနဲ့အကူအညီအိုင်းနဲ့အဲနဲ့အားနဲ့ကိုဘယ်လိုမှအဲ့ကောင်တွေမရှင်းနိုင်ထွန်းမြတ်နိုင်အဲ့ကောင်ဘင်္ဂလီသာဇက်တာဘင်္ဂလီဘင်္ဂလီဇက်သွင်းထားတာခံထားရအဲ့ကောင်ထွန်းမြတ်နိုင်လေရခိုင်ပြည်နယ်ဖျက်ဆီးမယ်ကောင်ရခိုင်ပြည်နယ်ကိုဖျက်ဆီးဖို့အတွက်ထွန်းမြတ်နိုင်ဝင်ဖွာလာတာထွန်းမြတ်နိုင်ဝင်ဖွာလာတာရခိုင်ပြည်နယ်ဖျက်ဆီးဖို့ဒီချော်မြမြရတော့ကြော်တော့ပါနော်ခုဆိုရင်ဘင်္ဂလားဒေ့ရှ်ကနေပြတော့မှ လေရခိုင်ပြည်နယ်ထဲမှာ Ranger တွေအတွက် stay တစ်ခုတက်မှတ်ပေးဖို့ရဲ့နောက်ပြီးတော့မှမကြခင်မှာပဲသူတို့အနေနဲ့ AA နဲ့ပို့ပြီးတော့မှဆွေးနွေးဆက်ဆံမှုတွေလုပ်ဆောင်မဲ့ Super မှာပြောဆိုလာတဲ့ပုံမှာပေါ့ကွဲပြောဆိုလာတာပြမဒီဂျာထဲမှာကျွန်တော်ဘိုးချုပ်ထွန်းမြတ်နယ်ကိုတောင်းမှာပါနော်အားချောင်းပြတော့မှာစောကမောကတွေပြောဆိုသွားတာဖြစ်တယ်ဆိုတော့ဒီကောင်ကတော့အခုလိုမျိုးအခြေအနေမရှိတဲ့အစကားတွေပေါ့ပန်းလေးဆက်ပြောဆိုသွားတာပြမမြောက်လိုက်တော့ဆိုရဲ့တာဝန်မတိတဲ့ပုံစံတွေပြတော့မှာအယီချင်းကင်းမဲ့တဲ့ပေါ့နော် လုပ်ဖို့ခင်မိုးတွေကိုလည်းတိမြင်လာပြတော့မှာဟုတ်ဆိုရင်ဒဲကိုပြောဆိုလာတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တော်လိုင်းရာစုတွေကနေပြတော့မှလည်းမြောက်လိုင်းရဲ့ဒီအရေးချင်းမရှိဘဲနဲ့ဟုတ်ဆိုရင်တရင်ရှုံးပြောနဲ့ဖျက်တိပြီးတော့ပေါင်းပြတော့မှ ရှေ့တန်းမှာအလုပ်ဆောင်နေပုံကိုကြည့်လိုက်မယ်ဆိုတော့ဒါကပေါ့နော်မကြခင်မှာတော့စစ်ကောင်စီရဲ့ကြာဆုံးခန်းကိုကျွန်တော်ဟုတ်ဆိုရင်အရေးရောင်တွေမြင်နေရတယ်ဆိုတာပြောလို့ရနေတာပဲဖြစ်ပါတယ်ဒီကြုံမျိုးမျိုးစကားနဲ့ပတ်သက်ပြီးတော့မှချစ်ရှုနေကြတဲ့မြို့ပပြည်သူတွေကနေပြတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုရေးပြခဲ့ကြဖို့ကျွန်တော်တွေကနေတောင်းဆိုပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဒီပြောင်ကျဲနေပြီးတော့မှတမရာရုပ်မြောက်လိုက်ကိုဘယ်လိုမျိုးတဲဖြုတ်ထားလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်စောင့်ကြည့်လို့ရဦးမြောက်လာလဲဦးမြောက်လာမယ်ကိုယ့်သူများတလောက်ပြောနေတာတမရာရုပ်ကိုသွားယူရသေးတယ်အပြင်သူဒီရုပ်ောက်ပွင့်နေတော့တမရာထိုက်ယူလုံးမယ်အဲ့တော့မြမဒီမှာဒီပေါ့နော်ဒေါန်ဆန်းစုတီလည်းတမရာယူတယ်ရေချင်းနေတာမှရှိတာတို့ဒေါန်စုအဲဦးမြောက်လာလည်းရေချင်းမရှိဘူးတမရာယူတယ်အဲ့တော့ဘလို့ဖြစ်တော့ဒီယာတူတွေကတို့မတ်နေကြတာကျွန်တော်စဉ်းစားလို့မရတာအဲ့တော့ကတော်စုပါလေ အဲခင်ဗျားတို့ကတော့အခုဥမေအွန်လိုင်းပြောလို့ရှိရင်ခင်ဗျားတို့ကလက်ခုပ်တီးမယ်နော်အဲဟိုဘက်ပြောရင်လက်ခုပ်တီးမယ်အဲခင်ဗျားတို့အနီနဲ့အစိမ်းနဲ့ဘောမလောက်တီးတယ်နိုင်ငံရေးကြက်မပြည့်တဲ့တွေကြောက်တဲ့နိုင်ငံပြစီတာခင်ဗျားတို့ပြည်သူတွေကိုယ်တိုင်ကလည်းနိုင်ငံရေးအဖြစ်ဘာကြက်မှမပြည့်ဘူးအဲ့တော့ဥမေအွန်လိုင်းကနော်သူ့အပြစ်တင်လို့သူ့အပြစ်တင်နေတယ်သူ့ကိုကျွန်တော်တို့ကဟာသူ့ကပုံရံသူဖြစ်ကျွန်တော်သဘောထားခြင်းလားဒါနဲ့ပြည်သူကြီးလိုက်တဲ့ခါကျတော့ကြက်မပြည့်ဘူးအဲ့တော့အေးဥမေအွန်လိုင်းဘယ်ပြည်သူကလားဒီပြည်သူကပဲလား အဲဦးမင်း online တီးပြီးဆိုအပြည်သူကြည့်လိုက်တဲ့ခါကျတော့လာအဲ့တော့ကျွန်တော်တို့ကဆွေးချယ်ကြရကဦးမင်း online ဆိုပုံရံသူဖြစ်နေတိုက်တဲ့ထဲမှာကိုမမောင်ပါမလားဒီပြည်သူနဲ့ပူပါမလားဆိုတော့ကျွန်တော်ကြည့်လိုက်တယ်ဗျပြည်သူပြည်သူတို့အမိခံထားတဲ့ဒီတော်လိုင်းကြီးနဲ့ပူပါမလားဆိုတော့ကျွန်တော်ကြည့်လိုက်တယ်ကျွန်တော်ကိုကျွန်တော်ပြန်မေးတယ်မေးတဲ့ခါမှာဦးမင်း online ကဟိုမကောင်းတာနဲ့မကောင်းတာပါဗျာနော်အော်ဒီခုနကသမလာနေပါလေယူနေရလားယူရပါဗျာနော်ယူနေလို့ဆွဆွဲတာပဲရှိပါသေးတယ်မသေးချာသေးပါဘူးဒါပေမဲ့တော့အခုအရင်ချင်းမရှိတာအရင်ချင်းမရှိတာဗျာနော်သမလာယူရတာကျွန်တော်မဆွဆွဲဆွဆွဲပါဘူးတို့ပါတော့လည်းပဲအရင်ချင်းမရှိတာတော့သေချာတယ်တို့ပါတော့လည်းပဲ ခင်ဗျားတို့ပြည်သူကိုကြည့်လိုက်တဲ့ခါကျတော့လေဒီတော်လိုင်းရေးပြည်သူကိုကြည့်လိုက်တဲ့ခါကျတော့လေဟာကမ္ဘာတကယ့်အောက်တန်းစားတွေပဲဗျဘယ်လိုမှလူတော်သူတော်မတွန်းနိုင်တဲ့ပြည်သူတွေသူခွင့်ရင်းဒီကိုခွင့်ရင်းဒီဆဲဆိုတောင်းညာမိုက်ရိုင်းတဲ့မလားအာမင်းတို့မင်းတို့ထောက်ခံမဲ့အစားတော်ကဦးမင်းအွန်လိုင်းကိုကြိုက်တယ်ချင်းမကြိုက်တယ်ချင်းကဦးမင်းအွန်လိုင်းနဲ့ပဲရက်တည်မယ်။ဘာကြောင့်သူလည်းရက်တည်ချင်းနိုင်ငံလည်းရက်တည်ချင်းတက်မလို့လည်းရက်တည်ချင်းသူမျက်နှာကိုကြည့်နေတော့ကွာတက်နိုင်ငံကိုချစ်လို့တက်မလို့ချစ်လို့ကျွန်တော်တို့ရက်တည်တယ်။သူမျက်နှာကိုကြည့်ပြီးကျွန်တော်ရက်တည်တာမဟုတ်ဘူး။တက်မလို့ရဲ့မျက်နှာကိုကြည့်ပြီးကျွန်တော်ရက်တည်တာ တယ်။တမလို့သားတွေရဲ့မျက်နှာကိုကြည့်ပြီးယက်တည်တာ။နိုင်ငံတော်ရဲ့မျက်နှာကိုကြည့်ပြီးယက်တည်တာ။နိုင်ငံတော်တည်ငြိမ်ဖို့အတွက်ယက်တည်တာနော်။အဲ့တော့မင်းတို့နဲ့ယက်တည်လိုက်လို့ရှိရင်ဘာဖြစ်သွားမလဲဆိုလို့ရှိရင်အားတခါလဲအမြင်မတူတာနဲ့တကယ်ဒီမိုကရေစီမတန်မရာတွေတောင်းပြီးမတန်မရာတွေဖြစ်နေတဲ့ပြည်သူနဲ့ငါယက်တည်မဲ့အစားတော့စီနီယံစီကန်ရှိပြီးတော့နော်ဟိုအစိုးနေတော့အဖွဲ့နဲ့ယက်တည်မဲ့ဆိုပြီးကျွန်တော်တက်မလို့လည်းယက်တည်တာပါ။နိုင်ငံတော်မျက်နှာအဓိကထားပြည်သူမျက်နှာအဓိကထားပြီးယက်တည်တာဖြစ်တယ်။အဲ့တော့ တော့မင်းတို့အပြည့်သူအမိခံတွေကိုနည်းနည်းရက်တိမဲ့စားတော့ဦးမြောင်လည်းငါတို့မကြိုက်ဘူးနောက်လည်းဝေခဏငါပဲရှိတယ်တော့ပါတော့မင်းတို့လည်းရက်တိမဲ့စားတော့တေချာတယ်ပြောင်ကြတော့ခွေးစကားတွေပြောနေတာနော်ဒါပေမဲ့နေမြောင်လည်းကိုမကြိုက်ဘူးဆိုပြီးတော့မှအခုဆိုမြောင်လည်းကိုသူကနေပြီးတော့မှဘောမနေပြီးတော့မှကျွန်တော်တို့တလိုင်းတဖို့နေရကျမပြဘူးဆိုတဲ့ပုံစံမျိုးကိုအားချောင်ပြောဆိုထားတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ပြောရမယ်ဆိုတော့မြောက်လိုင်းရဲ့ဒီချစ်မရှိပဲနဲ့အခုဆိုရင်တရင်ရှုံးပြီးတော့မှကျိုကြီးကိုပဲအားကိုးနေတဲ့ပြောကတော့မကြိုက်ခင်မှာတော့အလို့မဖြစ်ဘူးဆိုတော့လည်းဒီပုံမှာတွေတည်တည်နေတာဖြစ်တယ်လာရှုံးမျိုးရပြတဲ့အချိန်မှာ ီကောင်တွေရတယ်ပြတော့မှတနတ်တက်၈၀၀မှမဖောက်ရပဲနဲ့ပေါ့နော်မြို့ကိုတင်ပြလိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီကြွေးကြော်ပြောဆိုမှုတွေဟာဆိုတော့မကြခင်မှာတော့သူတို့ရဲ့နေကွန်းချုပ်ကိုသူတို့တေချာပေါက်ပြန်ပြတော့မှပြစ်ဆက်ခိုင်းမယ်ဆိုတာကိုလည်းသူတို့ကိုယ်တိုင်တရှိတင်နေတာပဲဖြစ်ပါတယ်နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ကတော့ဒီတက်မ66ကစစ်ခွေးတကောင်ကနေပြတော့မှစစ်ကောင်စီရဲ့အထက်ပါအုပ်ပြီးပုံစံတွေကိုဘယ်လိုမျိုးပေါက်ကွက်တန်စင်တွေနဲ့ရင်ဖွင့်ထားမလဲဆိုတာကျွန်တော်တချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဟိုကကျွန်တော်တို့က 流氓，你多，别来，嘛我没看中标，不管中标，中标我没看呢，看那广告的了么办？在那不是说表，钱，现在嘛是缺钱标了，在那我们加油加油呗，实在不拉怎么办？标比比吧，那如果在那我怕没两个。 အားရဟုဆိုရင်စစ်တပ်ထဲမှာ28နှစ်28နှစ်တော့ဒါ28နှစ်ဖလက်ထချင်နေပါဘူးဒါမှစစ်တပ်ကိုလည်းချစ်တယ်ကျွန်တော်ဘောရယ်ဘလို့ခေါ်မလဲတာအေးဘလူးတိုင်းမလဲဖြစ်နေတာအေးဘလူးတိုင်းမလဲဖြစ်နေဘောရယ်အခုဆိုရင်ခံစားနေရတာအရှင်လက်လက်ငြိမ်းရကြတယ်อืมပြောကုန်ပြီလားဘောရယ်ကိုဆိုးရောင်နေရလဲ ရာရှိဆိုကတော်တော်ဆေးအောင်သွားကြည့်ပြရာရှိတွေကတို့ညီလေးကိုင်းနေတယ်တို့ဆေးဖို့ကအော်တယ်ဗျကျွန်တော်တို့2016မှာရခိုင်မှာဒဏ်ရရတယ်ဗျာညာဘယ်မှာပြင်မနေပါဘူးစစ်သားကိုလည်းပြစ်တာပဲသူထိနေတယ်သူလည်းထိမှာပဲအဲ့တော့သူပြစ်တာလည်းကိုထိတယ်ထိတော့ဒဏ်ရရဒါပဲဒါဘယ်မှာပြင်မနေဘူးကျွန်တော်တို့လောက်ကစစ်သားကစစ်တမ်းမှာစစ်တမ်းတက်တယ်ကိုသားခလုံးနဲ့အကြောင်းစင်းနဲ့ဒီတက်မှာတိုင်းရင်တော်မြောက်ဘွေးနဲ့စစ်ချလိုက်ရတယ်ကောင်း မသေးလို့သေးတာသေးခဲ့အဲ့ဒါတန်ရဘယ်နှမ်းမနှောင်ပြီးတော့ပြောတဲ့ဟာနိုင်ငံဖဲပါတယ်ဗျာအဲကျွန်တော်ဆိုအနေခေါက်ဆက်ချောင်းတော့ဒန်ရတယ်ဘယ်ဘက်လက်ညှိုးတချောင်းဖြုတ်လိုက်ဖြတ်လိုက်တယ်ဗျာအရင်ကနေအဲ့ဒါပါကူကပါပေးထားတယ်ဆိုစီးစဉ် B1 ပါမလဲလေဒီကောင်မင်းဆိုပါလဲဆိုတော့စင်သားကြီးစီးစဉ်ရင်ကင်းလို့ခွင့်တခုပဲရှိတယ်ကျွန်တော်အကုန်လိုက်လုံးနေရရလို့ကြောက်တယ်အဲစီးစဉ်ဖြစ်လို့ဆိုရင်မပေးပြန်အလုပ်ကြတော့ ကာကြီးဆိုတဲ့ကောင်မလုံနိုင်တဲ့လောက်တွေလောက်နေရတယ်ကဲကဲဒီပါတာတော့ပြောပြီနော်အခုဆိုရင်စစ်ကောင်စီကနေပြတော့မှအရင်ကတည်းကသူတို့တပ်ဖွဲ့ဝင်တွေချင်းချင်းကြားထဲမှာသူခွဲတက်ရှုတဲ့နေလာတွေပြတော့မှယာထုကိုကြည့်ပြီးတော့မှဒီအထက်ဖောက်ဖိပုံစံမျိုးတွေလွတ်ဆောင်ခဲ့တယ်ဆိုတော့လဲသူကနေပြတော့မှယဉ်နန္နာနဲ့ပြောဆိုထားတာဖြစ်တယ်ဒါပေမဲ့အဲ့ဒါတွေတော့မှခံစားကြုံခဲ့ရတာပြတော့မှမနာတတိတဲ့အုပ်စုတွေလည်းရှိနေတာပြတော့မှကျွန်တော်တို့တော်လိုင်းရေးဘက်ကိုမကူပြောင်းလာဘူးဆိုတော့မကြခင်မှာတော့သူတို့ကိုယ်ထိုင်တဲ့ ကိုကန်ခမ်းမယ်ဆိုတာတော့ကျွန်တော်ပြောလို့ရနေတာဖြစ်တယ်။တော်လိုက်တပွဲတွေကတော့2029ခုနှစ်ထဲမှာနေပြီးတော့ဒီတက်လန်ပြီးတော့မှဒီမြောက်လိုက်လို့ရှိတဲ့နေရာကိုအပြီးကျုံဖို့ပေါ့နော်။ပြင်ဆင်နေကြတာပြီးတော့မှဒီကြားထဲမှာတော်လိုက်တပွဲဝင်ရဲ့ဖိတ်ခေါ်ခြင်းကိုခံနေရတဲ့တမတော်သားတွေအနေနဲ့ကျွန်တော်ဘက်ကလည်းမြန်ဆုံးဟိုးပြောင်းတင်ပြောင်းမပြောင်းဘူးဆိုရင်တော့မြောက်လိုက်တဲ့သူခင်ဗျားတို့လည်းငရဲထိလိုက်သွားမယ်ဆိုတဲ့အကြောင်းပြောနေ။ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်။အစအဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံး စိတ်ချမ်းသာဖွယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတရားရေး channel ညာလေးပန်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်